ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရောင်းနေကမုံပါဗျာယခုတခါဖတ်ပြပေးခြင်းနဲ့စာအုပ်ကတော့စာရေးသူထက်မြတ်တောင်ကိုရေးသားထားသည့်ကြက်ရွာဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်နားစင်ခံစားပေးကြပါအောင်ခင်ဗျာကြက်ရွာလူလောကဒီကဘာမြေကြီးပေါ်တွင်ထူဆန်းသောအကြောင်းအရာများစွာရှိလေသည်သိပ္ပံပညာရဲ့ဖြင့်မရှင်းပြနိုင်သောအရာများလည်းရှိပေသည် မယုံကြည်နိုင်စရာအကြောင်းအရာများစွာလည်းရှိပေသည်ယခုကျွန်တော်ပြောပြမည့်အကြောင်းအရာကတေလွန်သူများမကျွတ်မလွတ်ပဲစုဝေးနေထိုင်ရအရက်ချက်ရွာအကြောင်းပင်ဖြစ်ပါသည်ဖြစ်ရမယ့်အကြောင်းအရာဖြစ်သည့်အလျောက်နမေလွဲတည်နေရာလွယ်၍ပေါ်ပြပြီးသွားပါမည်ဒါရင်ထွန်းအောင်နှင့်တင်ထွန်းတို့အုံရောက်သည်ချောင်းမငယ်ရွာသားများဖြစ်ကြသည်ချောင်းမငယ်ရွာလေးသည်အနောက်ရိုးမှအနီးတွင်တည်ရှိသည် တောင်စီရွာလေးတွေပါလည်းဖြစ်သည် အနောက်တောင်နှင့်အနီးသည့်အလျောက်တော်ရန်အနီးတွင်ရှိသည်ဟု ဆိုရပေမည်ချောင်းမငယ်ရွာလေးတွင်ဒါတင်ထွန်းအောင်နှင့်တင်ထွန်းတို့သည် တောပြစ်ပေါ်တောပြစ်ဖက်ချောင်းမငယ်ရွာ၏မုတ်ဆိုးကြော်များဖြစ်ကြသည်နှွေရသည်ရောက်နေတော်လဲတောရိပ်တောင်ရိပ်ကြောင်းချောင်းမငယ်ရွာလေးသည်အပူဒဏ်ကိုမခံရပေရွာလေးရှိအရက်ဆိုင်တွင်ဆန်အရက်တပလင်းကို အလဲမှာချကလူသုံးဦးတောင်းနေကြလေသည် တားတယ်ငါတို့သုံးယောက်တရက်လောက်တော့တော့ပြထွက်ကြအောင်ကွာငါလည်းစဉ်းစားနေတာကွာပတ်စံကလည်းပြက်နေပြီတင်းထွန်းမင်းရရောပြောစရာလိုသေးလားကွာထွန်းအောင်ငါကတော့ပြရမယ်ဆိုရင်ရွှေတူးရအထက်ကိုပြောတယ်ကွာတင်းထွန်းဤစကားကိုတားတယ်နဲ့ထွန်းအောင်ကသဘောကျစွာရည်လိုက်ကြသည်ယခုမှအရက်ဝိုင်းလေးကဆုတ်ဆုတ်ပြပြလေးဖြစ်လာသည်ထိုအခါတာရင်ကဆက်လက်၍ ဒါဆိုငါတို့ဘယ်နေ့သွားကြမလဲကွာတပတ်ခါပဲသွားကြမယ်ကွာပြင်ဆင်စရာရှိတာပြင်ဆင်ရအောင်မယ်ထွန်းအောင်ဤစကားကိုတင်ထွန်းကလည်းသဘောတူသည့်အနေဖြင့်ခေါင်းငိမ်ပြလိုက်သည်မာယူထားသောဆန်ရက်ကကုံလူနီးပါးဖြစ်နေသည်ထို့ကြောင့်တင်ထွန်းကပင်ညိုကြီးအရက်တလုံးထပ်ပြီးအောင်ကွာတော်ပြက်ကပြန်လာရင် ရှင်းမယ်ကွာ ဟုတ်ပြီလားရမယ်ဗျို့ကျုပ်ဆိုင်အတွက်အမီးလေးပါလေးလည်းလုပ်ပေးခဲ့ကြအောင် ငါတို့ပြန်လာရင်ဘယ်တော့မှတောကမပါပဲပြန်လာဘူးလို့လေကွာစိတ်ချတယ်မှာမှန်ပါသည်တာရင်ထွန်းအောင်နဲ့တင်ထွန်းတို့သုံးယောက်တောထဲဝင်၍အမဲပြစ်လျင်မရပဲပြန်လာရသည်ဟု၍မရှိခဲ့ပေအမဲပြစ်သွားရတော့တခါတလေနေချင်းပြန်လာတတ်ပြီးတခါတလေနှစ်ရက်လောက်ကြာတတ်လေသည်တောက်လက်စအရများကိုလက်စဖြက်ကမိမိတို့နေထိုင်ရာအိမ်အင်းတီတီတို့ပြန်ခဲ့ကြလေသည်မိမိတို့၏ဇနီးမယားများကိုလိုအပ်သည်များပြင်ဆင်ခိုင်းလေသည် အမဲပြေအတွင်သုံးသည့်လက်နက်များကိုလည်းပြင်ဆင်ရလေသည်။ရွာထဲတွင်တာရင်ထွန်းအောင်တင်ထွန်းတို့သုံးယောက်အမဲပြစ်သွားပြီဟုသိရသည်နှင့်တောကောင်သာလာရောက်မှာချသူများကစီကားနေတော်သည်။ဖြူရီဒီတစ်ခါအမဲပြစ်တာကြာမယ်ထင်တယ်ကွာ။ဘာလို့လဲတော့အမဲမာတဲ့လူကများတယ်လေကွာ။ရှင်လေအမဲပြစ်တာစွန့်လွတ်ပါတော့လားရှင်။ဘာလို့လဲဖြူကဒီအကုသို့အလုပ်တွေမလုပ်စေချင်လို့ပါ။ ဒါဒီမဲ့ဖြူရင်တစ်ခုတ်ဝါခုတ်အလုတ်ကလည်းတက်အစ်စင်မပြေဘူးဒီလောကပဲအစင်ပြေတာဖြူလေးလေးတည်နေတာပဲပြီးတော့ကိုရဘွားတွေကိုလူတယောက်ကလည်းတိုးလာတော့မယ်လေရှင်ပြောရလဲဟုတ်တော့ဟုတ်နေတာပဲလေတို့နဲ့အမဲပြည့်ထွက်မြည့်ရက်တို့ရောက်လာခဲ့တော့သည်ဒူမီတနက်နှစ်လက်ဓမြောင်သုံးချောင်းကပ်ပါးနှစ်ခုနဲ့ဒူလေးတစ်လက်ဖြစ်သည်ဒူလေးကိုကန်ဆောင်သူကတင်ထွန်းဖြစ်သည်ဒူလေးဤများတန်ကအစိတ်လူများဖြစ်သည် အလင်းအင်းတလုံးအစိတ်လူများပြုလုပ်ပုံများကိုဖော်ပြပေးပါမည်။စံအနှဲငယ်နှင့်ကြက်တင်ထားသည့်တားကောင်အချို့ကိုရိတ်ခါအဖြစ်ယူခဲ့ကြလေသည်။တော်တဲ့ဝန်ခံဤတွင်ကွင်းရာဖြင့်တော်ဆောင်နှံ့တောင်ဆောင်နှံ့များကိုပူဇော်ပသခွန်ထောင်းရလေသည်။လမ်းတွင်လမ်းစည်းကမ်းအိမ်တွင်အိမ်စည်းကမ်းမြို့တွင်မြို့စည်းကမ်းရှိသလိုတောတွင်လည်းတောစည်းကမ်းများရှိလေသည်။လိုင်းနာခြင်းမရှိပါကတောမောက်ခြင်းမျက်စိလေလမ်းမာခြင်းများဖြစ်တတ်ပေသည်။ ူသုံးယောက်အနောက်တောင်သို့စတင်ဝင်ရောက်ခဲ့တော့သည်ဒေါ်တောင်များဖုံသူတော်များကိုလည်းဖျက်ကျော်လာခဲ့တော့လေတားကောင်ကြီးကြီးမားမားဟု၍မတွေ့သေးပေမိုးဆိုဟင်းအိုးဟုခေါ်သောကြီးများကတော့နေရအနှံပြားတွင် တွေ့နေရလေသည်သို့တော်မပြေကြပေအဘဲကြောင့်ဤထိုတို့ကဲ့သို့တားကောင်များကိုပြစ်လိုက်လျင်တားကောင်ကြီးများပြေးသွားနိုင်သောအကြောင်းပင်ဖြစ်သည်နေမွန်းတဲ့ချိန်တွင်တော်တွင်တနေရ၌စံချောင်းလေးကိုတွေ့ရလေသည်စံချောင်းလေးအတိုင်းဖြင်းညင်းစွာ လိုက်သွားလျင်တောကောင်ကြီးကြီးများကိုတွေ့ရနိုင်လေသည်ထို့ကြောင့်သုံးယောက်သားတရီကြီးစွာဖြင့်စံချောင်းအတိုင်းသွားခဲ့ကြလေသည်တနင်္လာအရောက်တွင်ဆက်ကြွဲကြီးများရေတောက်နေသည်ကိုမြင်တွေ့ရလေသည်ဆက်ကြွဲကြီးများကကျွန်တော်တို့သုံးယောက်ကိုတရီမထားမိကြပြီကျွန်တော်တို့ကလေအောက်ကဖြစ်နေသောကြောင့်လကောင်းအဝေးမှကလေးကဆက်ကြွဲကြီးများကိုမြင်ရသောကြောင့်ဖြစ်သည်ဤတွင်ဆက်နှင့်ပတ်သက်၍ဆေးဘက်ဝင်သည့်ကျွန်တော်သိသည့်အကြောင်းအရာအချို့ကိုဖော်ပြပေးပါစီ စက်ဦးချိုသည် စေးဘက်အလွန်ဝင်ပေသည် စီးနှင့်ပတ်သက်သည့်ယောဂများကိုလည်းပျောက်ကင်းနိုင်သည်စက်ဦးချိုကိုစံစည်းရင်နှင့်တွေ့၍တမန်ရာ၏အနှဲငယ်ဖြစ်စေလက်ဖက်ချောက်၏အနှဲငယ်နှင့်ဖြစ်စေတောက်သုံးမှာက စီးကြောက်တဲ့ခြင်းကိုပင်ပျောက်ကင်းနိုင်သည်ဟုဆိုသည်တောက်ရမည့်ပမာဏကအနှဲငယ်သာဖြစ်သည် စီးအောင်လျင် စီးခ၌စက်ဦးချိုကိုတွေ့၍လူပေးလျင်ပျောက်နိုင်သည်စက်သူကလည်းအတုံးဝင်လာသည်မိမများမိမခွားနိုင်လျင် ဆက်သောကိုသပင်းကြားထုတ်ပေးလျင်ချက်ချင်းပင်မီးဖွားနိုင်သည်ဟုဆိုသည်ထို့သောမီးဖွားပြီးပြီချင်းဆက်သောကိုနှုတ်ရရမည်အချိန်ကိုမယူမိပါကဥများပင်ထွက်လာသည်ဟုဆိုကြလေသည်ဤသည်ကကျွန်ုပ်သည့်သောအကြောင်းအရာအချို့ပင်ဖြစ်သည်ကျွန်တော်တို့သုံးယောက်လည်းသဘောတူညီချက်တစ်ခုရယူကဆက်ကြွဲတစ်ခါကိုသာပြည့်ရန်ဆုံးဖြတ်ချက်ချခဲ့ကြသည်သုံးယောက်လူစုခွဲကထိတ်ဆုံးကဆက်ကြွဲကြီးကိုချိန်ရွယ်ပြီးပြေးလိုက်ကြသည်ဆက်ကြွဲကြီးများကပြေးထွက်သွားပြီး ။ဒံယာနှင့်အကောင်က ခလန်လန်အရောက်တွင်လဲချသွားတော့သည်။ကျွန်တော်တို့လည်းသိမ့်မကျေလာသောစမ်းချောင်းလေးကိုပြက်ကူးကာလဲချနေသောဆက်ကြီးအားမတိမတတ်ခလန်လန်မှစမ်းတက်ကြသည်။တေတီဟုတေချသည်နှင့်အခေါက်ကြောများကိုဓာဖြင့်လှီးဖြက်လိုက်လေသည်။နှာကောင်တကောင်မိလျင် ထိုးသို့ပြုလို့ရပြီသည်။မဟုတ်လျင် အပမိပြီးထပြီးလူကိုအန်ရည်ပြုတ်တက်ပြီသည်။ထို့နောက်တိတ်တိုင်းတစ်ခက်ကိုဓာဖြင့်ခုတ်ကာဆက်ကြီးအပေါ်ကိုတင်ခဲ့လေသည်။ ထို့သို့ပြုလုပ်သည်မှာလဲတာလင် အခြားတာရဲများကစားတော်မည်မဟုတ်ပေပိုင်ရှင်ရှိသည်ဟုသော အမှန်သားပင်ဖြစ်သည်ထိုဟာများသည် တော်ဤစည်းကမ်းလည်းဖြစ်လေသည် ထိုနေရာအားအမှန်သားလောက်ခါကျွန်တော်တို့လည်းနောက်ထပ်သားကောင်ပြည်ရန်ဆက်လက်ထောက်ခါခဲ့တော်သည်ဆက်လက်ထောက်ခါပြီးသိမ့်မကြာတင်ကဲဝက်ကောင်းတကောင်ကိုပတ်ပင်တို့လေသည်ချင်းခန့်နေသောဝတ်တောင်ကြီးတကောင်လည်းဖြစ်သည်ဝတ်တောင်ကြီးသည်အဆွေကြီးကငုံးလျက်ကူကူနှင့်နှာမုတ်တန်ကြီးပေးက ကျွန်တော်တို့အားကြည့်နေလေသည်ဝတ်တောင်းတစ်ကောင်ပိုးရိပ်စိုးသည့်ကတင်ခွဲဝတ်တောင်းတစ်ကောင်ဖြစ်နေလေသည်ဝတ်တောင်းများသည်အခြားသောသားရဲများနှင့်မတူကြားနှင့်ပပင်းတွန်းလျင်ပင်ရှောင်ရွက်ရလျင်ရှောင်သွားကြသည်ဝတ်တောင်းများကထိုသို့မဟုတ်ပင်အသေးအကျေတိုက်ခတ်ကြသည်ကျွန်တော်တို့သုံးယောက်အခြေအနေကိုကြည့်ရင်ကျွန်တော်ကတူမီသနက်ကိုမြောက်ကဝတ်တောင်းထိုက်တဲ့တဲ့ကိုချိန်ငါပြစ်လိုက်သည်ဝူဝေါဝေါဟူသောအတန်များဖြင့်ကျင်းထဲကထွက်ကကျွန်တော်တို့စီကိုပြေးလာတော့သည်ကျွန်တော်လည်း ရှောင်းရင်ဘေးရှိကြောက်ထဲကိုအမတ်မတင်ကြာသွားခဲ့ရသည်။ရွာထဲသို့ဆက်ကြီးထန်းလာ၍လူနှူးဝင်လာခဲ့သည်။ထိုသူများကထွန်းအောင်နှင့်တင်ထွန်းဖြစ်သည်။သူတို့ရောက်လာကြောင်းတိတိနှင့်တပြိုင်နက်ရောက်လာသူကဖြူလေးကိုသားရင်ရောကိုသားရင်တာရင်ကြောက်ထဲကြာသွားတယ်။ငါတို့လည်းစင်းရှာတာပဲမတွေ့တော့ဘူး။ဘလို့ဖြစ်ကြရလဲ။တော်ဝင်းနဲ့တာရင်ဖြစ်ကုန်တာပဲ။တော်ဝက်ကတော့တည်သွားပြီ။ နေလယ်မှာရွာလူတွေခေါ်ပြီးတာရင်ကိုပြန်ပြီးသွားရှာကြမယ်။ထို့နောက်လူစုကတာရင်အားအရှာထွက်ကြတော့သည်။အာညညူတံများနဲ့အတူကျွန်တော်တရင်ရလာခဲ့သည်။ကျွန်တော်တရင်ရတော့အိမ်တအိမ်ပေါ်မှာရောက်နေခဲ့သည်။အကြောင်းရင်းများကပြန်လဲစဉ်းစားတော့လဲခေါင်းများကမူးနှောင်နေလေသည်။လူလေးမင်းတရင်ရလာပြီလား။ကျွန်တော်ကျွန်တော်ဘယ်ရောက်နေလဲ။တင့်မြန်ရွာပါ။ ခြောက်ထဲကနေလူလေးကိုခေါ်လာခဲ့တာကျွန်တော်ကျွန်တော်ဒီလိုဖြစ်နေတာဘယ်တော့ကြာပြီလဲဦးလေး၃ရက်ရှိနေပြီဗျာဒါဆိုကျွန်တော်ပြန်မဖြစ်မယ်ကျွန်တော်မိမမျောနေလို့မယ်နားနေပါအောင် လူလေးရယ်ဒဏ်ရာတွေတက်တာလာတော့မှအဖာလိုက်ပူပါမယ်ဟုတ်ကဲ့ထို့အခါကျွန်တော်လည်းပြန်လဲအိပ်ပျော်သွားခဲ့တော့သည် ထို့သောနေလာရင်တပတ်ကြာလာတော့အတော်အတန်တက်တာနေပြီဖြစ်သည် ထို့ကြောင့်ပြန်ရန်ပြောတော်သည်အင်းလူလေး ြန်ရင်တော့လည်းပို့ပေးရမှာပေါ့နောက်တစ်ခါတော့ဒီဘာကိုမလာတော့နဲ့နော်ဘာဖြစ်လို့လဲအပနောက်တော့တိလာပါလိမ့်မယ်ကဲအချိန်မလိမ့်ငန်သွားချရအောင်အဖိုးကရှေ့ကကျွန်တော်ကအနောက်ကလိုက်ပါလာခဲ့သည် ရွာလန်းတွင် လူများကကင်းရှင်းလျက်ရှိသည်အိမ်များတွေကနေကြည်နေကြသည် ပြုံးချင်းရည်ချင်းမရှိပေရွာထွက်တော့လေကွန်းများကိုဖျက်ရသည်လေကွန်းများကမြည်သည့်အပင်မှစိုက်ပျိုးခြင်းမရှိပေ ခလန်းလန်းတောင်ပေါ်တွင် တောင်ရဆိုင်ခင်းများကိုတွေ့ရလေသည်။အရှိကသွားနေသောအဖိုးအိုကိုမိရင်အပြေးနီးပါးလိုက်နေရသည်။သူကတော့ပုံမှန်အတိုင်းပဲသွားနေသည်။ထို့နောက်တော်တန်ကလေးကိုချော်ဖြတ်ပြီးအဖိုးက"ကဲလူလေးဒီအတိုင်းတန်းတန်းသွားရင်မင်းနေတဲ့ရွာကိုရောက်လိမ့်မယ်"ဟုတ်ကဲ့ပြန်လာခွင့်ရှိရင်လည်းပြန်လာချင်းပါသေးတယ်။ပြန်မလာချင်းပါနဲ့နောက်တစ်ခါရောက်ရင်တော့မှအချိန်တွေကမတူတော့တော့ဘူး။ကဲကဲသွားတော့ကျွန်တော်လည်းအိမ်နဲ့မိမကိုလွမ်းစေချောင်းအနောက်ပင်လှည့်မကြည့် တုတ်ချီတင်ပြန်လာခဲ့တော်သည်သို့တော်လည်းလမ်းတော်အမှတ်အသားအချို့ပြုတ်လုခဲ့သေးသည်ရွာထဲဝင်သည်နှင့်လူများကကျွန်တော်ကိုအံ့ဩမှုပုံစံမျိုးစုံဖြင့်ကြည့်နေကြလေသည်တာရင်မင်းဘာမှမဖြစ်ဘူးနော်ငါဘာမှမဖြစ်ပါဘူးကွာထွန်းအောင်ရောတွေ့မှာပဲမတော်မင်းကို၃ရက်လောက်ရှာသေးတယ်မင်းကိုမတွေ့ရအောင်မင်းဖယောင်းနေရလေငါတင်းမြိုင်ဆိုတဲ့ရွာကိုရောက်နေတာတပံဒီပတော့ကြာသွားတယ်ကွာ ဘာတပတ်ဟုတ်လားမင်းပြောက်သွားတာဒီနေ့ဆိုရင်တလားပြေတာကွာမင်းမိမတော့မှဒီနေ့ဘုန်းကြီးเจ้าမှာစွန့်ကပ်နေပြီဟင်ဟုတ်လားကွာအဲ့ဒါငါသွားပြီကွာထို့နောက်မှာတော့ကျွန်တော်ရွာပြန်ရောက်လာတော့တရင်က ပြန်ထန်သွားတော့သည် အိမ်တို့လည်းတရင်မေးသူများနဲ့စီကားနေတော့သည်ကျွန်တော်လည်းဒံယာများတက်တာသွားတော့အခါအမှန်အတားတိုင်းပြန်သွားတော့လဲလမ်းများကိုပင်မတွေ့ရတော့ဘူးထိုရွာအား လိုက်လံရှာဖွေကြည့်တော့လဲမတွေ့ခဲ့ရပြီလိုက်လံစုံစမ်းကြည့်တော့လဲတင့်မြန်ရွာနာမည်ပင်မကြဘူးကြတော့ပြီဒါနာဆို ဒီနေ့ကတရားအောင်ညတာလုံးလက်ချင်းနဲ့မတွေ့ဘာလုံးရဲ့မြေဂျာနောဆုံးပြရမဟေးဒီနေ့ကတရားအောင်ညတာလုံးလက်ချင်းနဲ့မတွေ့ဘာလုံးရဲ့မြေ